ဒီမိုကရေစီလိုချင်ရင်တော့ကျွန်တော်တို့ရွေးကောက်ပွဲဆိုတဲ့အဆင့်ကိုမကျော်ဖြတ်လို့မရအောင်ပေါ့နော်ရွေးကောက်ပွဲကိုအဲကန့်ကွက်တာဆိုတာဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုကန့်ကွက်တာနဲ့အတူတူပါပဲရှင်ဒီမိုကရေစီခေတ်တည်းမှာပြည်သူလူထုလက်ထက်မှာအာဏာရှိတယ်ဆိုတာအဲ့ဒီအာဏာကိုဟိုထုတ်သုံးတဲ့နေ့ဖြစ်တာပေါ့ရှင်ဟိုကျွန်တော်တို့အချက်တည်းကဘက်ပေါင်းစုံကခန်းစားနေရတာပေါ့နော်နိုင်ငံတကာကလည်းပိတ်ဆို့တယ်အဲပြီးလို့ရှင်ပြည်တွင်းမှာလည်းသဘောထားကွဲလွဲပြီးတော့မှအကြမ်းဖက်မှုတွေဖြစ်နေတယ်အဲလုံခြုံရေးကျိုးပေါက်နေတယ်ဒါတွေပေါ်မှုတည်ပြီးတော့မှပြည်သူလူထုတရက်လုံးနေတယ်လည်းလောက်ကင်စားတော့ရခက်ခဲနေတယ်ပေါ့နော်ဒီလိုအချက်တည်းတွေကအများကြီးပါရွေးကောက်ပွဲကအချက်တည်းတွေကနေထွက်ဖို့လို့အတွက်အစ ဆင့်တဆင့်သာလည်းဖြစ်ပါရရှင်ပြီးလို့ရှိရင်ရွေးကောက်ပွဲပြီးလို့ရှိရင်လည်းတခြားကိစ္စတွေပေါ့နော်ရွေးကောက်ခံအစိုးရဖြစ်လာမယ်လွတ်တော်တွေပေါ်လာမယ်အဲ့ဒီကနေတဆင့်ကျွန်တော်တို့နိုင်ငံတကာရဲ့ထောက်ခံမှုတွေရမယ်နိုင်ငံတကာပိတ်ဆို့မှုတွေရုတ်သိမ်းသွားပြီးလို့ရှိရင်ကျွန်တော်တို့ကပြန်လည်တိဆောက်ရေးကိုကျွန်တော်တို့အားကျုံးမှတက်ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ် ရွေးကောက်ပွဲသည်ပြည်သူတွေလက်ထဲမှာရှိတဲ့အာဏာကိုထုတ်သုံးခြင်းဖြစ်သည်ဟုဒေါ်သက်သက်ခိုင်ပြောလိုက်ပါပြီပြည်သူတွေလိုလားတဲ့ဒီမိုကရေစီကိုလိုချင်ရင်ရွေးကောက်ပွဲဆိုတဲ့အဆင့်ကိုမကျော်ဖြတ်လို့မရဘူးရွေးကောက်ပွဲကိုကန့်ကွက်တယ်ဆိုတာဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုကိုကန့်ကွက်တာနဲ့အတူတူပါပဲ ဒီမိုကရေစီခေတ်မှာရွေးကောက်ပွဲဆိုတာပြည်သူတွေမဲပေးပိုင်ခွင့်ရှိပြီးလက်ထဲမှာရှိတဲ့အာဏာကိုထုတ်သုံးတဲ့နေ့ပါကိုတိုင်းပြည်ဟာအကြက်တဲကိုဗတ်ပေါင်းဆောင်ကခန်းစားနေရတာဖြစ်လို့ရွေးကောက်ပွဲဟာအကြက်တဲကြတဲ့ကထွက်ဖို့အဆင့်တစ်ခုပါရွေးကောက်ပွဲပြီးလွတ်တော်တရက်ပေါ်လာရင်သဘောထားကွဲလွဲတာတွေလည်းပြည်လဲသွားနိုင်ပါတယ်ဒေါ်သက်သက်ခိုင်ပြည်တော်စုဝင်ကြီးငိမ့်ဟိုတယ်နဲ့ခီးသွားလာရေးဝင်ကြီးဌာနမှပြောလိုက်ပါပြီ အဲ့ဒါကြောင့်မို့လို့ကျမတို့ကမူဝါဒနဲ့လုပ်ငန်းစဉ်အတိအကျပေါ့နော်ပြည်သူလူထုကိုအစဉ်ခံတင်ပြပါမယ်ရှင်ဟိုဒါရွေးကောက်ပွဲဂရိကဝတ်ပေါ့နော်တင်ပြဖို့လို့အတွက်ကိုပြည်သူလူထုဘာတွေခံစားနေရလဲဆိုတာကိုကျမတို့ကဒီပါတီဝင်တူကနေသိမ့်ပေါ့နော် ါတီဝင်သူကနေတစင်ကျမကအဲကျမတို့ကဒီပြည်သူလူထုရဲ့အဲခန်းစားနေရတဲ့အချက်တွေလိုအပ်ချက်တွေမျှော်လင့်ချက်တွေကိုကျမတို့ဖော်ထုတ်နေပါလေရှင့်အဲ့လိုဖော်ထုတ်ဖို့အတွက်ကျမတို့ဒီပြီးခဲ့တဲ့မတ်လ၁ရက်၂ရက်နေ့ကနေပြီးတော့အလုပ်ရုံဆွေးနွေးပွဲလုပ်ခဲ့ပါတယ်အဲ့၂ရက်လုပ်ခဲ့ပါတယ်ပြီးလို့ရှိရင်ခေါင်းစဉ်လည်းအများကြီးလုပ်ခဲ့တယ်ပေါ့နော်ကျမအသေးစိတ်တော့မပြောတော့ပါဘူးအဲ့ဒါကိုကျမတို့ဖော်ထုတ်တွေ့ရှိချက်တွေကိုကျမတို့စနစ်တကျစီစစ်သုံးသပ်ပြီးတော့မှအဲကျမတို့ပြည်သူလူထုကိုပြန်ပြီးအစီအခံဖို့ဆောင်ရွက်နေပါလေရှင့်အဲ့လိုပြည်သူလူထုကိုအစီအခံချင်တာတော့ကျမတို့ကဒါမီဒီယာတွေတဆင့်ပေါ့နော်မီဒီယာတွေကနေတဆင့်ကျမတို့ကနေပြီးတော့မှအဲဟိုပြည်သူ ူတို့အစင်ခံမှာဆိုတော့ကျမတို့သတင်းစာရှင်းလင်းပွဲလေးဆောင်ရွက်ဖို့ကျမပြင်ဆင်နေပါတယ်ရှင်ကျမတို့ပါတီကတော့လေပြည်တော်စုတဝန်းလုံးမှာရှင်ပြိုင်ဖို့လို့အတွက်မှတ်ပုံတင်ထားတဲ့ပါတီဖြစ်ပါတယ်ပြီးလို့ရှင်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့အဲတတ်မှတ်ချက်ပေါ့နော်ဒီပါတီရုံးခန်းကမြို့နယ်330မှာ3ပုံ2ပုံရှိရမယ်ဆိုအနည်းဆုံး130ရှိရမယ်ကျမတို့ပါတီအနေနဲ့တော့149ရုံးတင်ထားပေမဲ့139ရုံးပေါ့နော်အဲကျမတို့အတည်ပြုချက်ရရှိပြီးဖြစ်ပါတယ်အဲပြီးလို့ရှင်ဒီပါတီဝင်လဲ9000ရမှာအနည်းဆုံးမှာကျမတို့ကသသိန်းဝန်းကျင်လောက်ကျမတို့ရရှိပြီးဖြစ်ပါတယ်ရှင့် အဲ့ဒါကြောင့်မလို့အဲကျွန်မတို့ကပြည်တော်စုတဝန်းလုံးမှာရှင်ပြိုင်ဖို့လို့အတွက်အရေးချင်းပြည်မီတဲ့အဲပါတီတရဖြစ်သွားတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အပြင်ကိုဒါပေမဲ့ကျွန်မတို့ကဘာလို့တော့စောင့်နေလဲဆိုလို့ရှိရင်ရွေးကောက်ပွဲစနစ်ပေါ့နော်ရွေးကောက်ပွဲစနစ်ဘယ်လွတ်တော်တွေမှာဘယ်လိုရွေးကောက်ပွဲစနစ်တွေတုံးပြီးတော့မှရွေးကောက်ပွဲကျင်းပမှာလဲဆိုတော့ကျွန်မတို့ဒါစောင့်နေပါလိမ့်ရှင်ဒါကတော့နိုင်ငံတော်ကအဆုံးဖြတ်ပြီးတော့မှဟိုဥပဒေအရဥပဒေနဲ့လှုပ်ထုံလုံနည်းတွေထွက်ရမှာဖြစ်ပါတယ်အဲ့လိုထွက်ခြင်းအပြင်ပြီးလို့ရှိရင်မဲဆန္ဒနဲ့တတ်မှတ်တာတွေကျွန်မတို့နိုင်ငံတော်ကတတ်မှတ်တာတွေကျွန်မတို့သိဖို့လိုပါတယ်အဲ့ဒီအချက်နှစ်ချက်ပေါ်မူတည်ပြီးတော့မှကျွန်မတို့ပါတီကလည်းလိုက်ပြီးပြင်ဆင်ရမှာဖြစ်ပါတယ်ရှင်ဒီမိုကရေစီကို လိုချင်တာပေါ့နော်ပြည်သူလူထုလိုလားတာကအဲဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတိဆောက်ချင်တယ်ဒီမိုကရေစီလိုချင်တယ်ဆိုရင်ဒီမိုကရေစီလိုချင်ရင်တော့ကျွန်တော်တို့ရွေးကောက်ပွဲဆိုတဲ့အဆင့်ကိုမကျော်ဖြတ်လို့မရဘူးပေါ့နော်ဆိုလို့ရှိရင်ဒီမိုဟိုပါပေါ့ရွေးကောက်ပွဲရွေးကောက်ပွဲကို အဲကန့်ကွက်တာဆိုတာဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုကန့်ကွက်တာနဲ့အတူတူပါပဲရှင်။ဟိုကျွန်တော်တို့အချက်တည်းကဘက်ပေါင်းစုံကခန်းစားနေရတာပေါ့နော်။နိုင်ငံတကာကလည်းပိတ်ဆို့တယ်။အဲပြီးလို့ရှင်ပြည်တွင်းမှာလည်းသဘောထားကွဲလွဲပြီးတော့မှအကြမ်းဖက်မှုတွေဖြစ်နေတယ်။အဲလုံခြုံရေးကျိုးပေါက်နေတယ်။ဒါတွေပေါ်မူတည်ပြီးတော့မှပြည်သူလူထုတရလုံးနေတယ်လေ။လောက်ကင်စားတော့ရခက်ခဲနေတယ်ပေါ့နော်။ဒီလိုအချက်တည်းတွေအများကြီးပါ။ဒါပေမဲ့အဲဒီရွေးကောက်ပွဲပြီးသွားလို့ရှင်တော့ရွေးကောက်ပွဲဒီဒီအချက်တည်းအများကြီးတွေကမှရွေးကောက်ပွဲကအချက်တည်းတွေကနေထွက်ဖို့လို့အတွက်အဆင့်တစ်ဆင့်သာလျင်ဖြစ်ပါတယ်ရှင်။ပြီးလို့ရှင်ရွေးကောက်ပွဲပြီးလို့ရှင်လည်းအဲတခြားကိစ္စတွေပေါ့နော်။ ွေးကောက်ခံအစိုးရဖြစ်လာမယ်လွတ်တော်တွေပေါ်လာမယ်အဲ့ဒီကနေတဆင့်ကျွန်တော်တို့နိုင်ငံတကာရဲ့အထောက်ခံမှုတွေရမယ်နိုင်ငံတကာပိတ်ဆို့မှုတွေရုတ်သိမ်းသွားပြီလို့ရှိရင်ကျွန်တော်တို့ကပြန်လည်တိဆောက်ရေးကိုကျွန်တော်တို့အားကျုံးမှန်တဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်ရှင်အဲနောက်တစ်ခုကတော်ယုံတန်ယုံသဘောထားမတင်းဟိုပေါ့သဘောထားအရင်မတင်းမာတဲ့သူတွေကလည်းဒီရွေးကောက်ပွဲပြီးသွားလို့လွတ်တော်လည်းပေါ်လာပြီပြည်ပြည်သူလူထုလည်းမဲပေးလိုက်ရတယ်အဲကိုဟိုပေါ့ရွေးကောက်ခံကိုယ်စားလှယ်လည်းပေါ်လာပြီလွတ်တော်ပေါ်လာပြီရွေးကောက်ခံအစိုးရလည်းပေါ်လာပြီဆိုရင်တော့တော်ယုံတန်ယုံသဘောထားကွဲလွဲတာတွေလည်းပြည်လည်သွားနိုင်ပါတယ်ရှင်မဲပေးပိုင်ခွင့်ရှိတယ်ဆိုတာကလေဒါပြီး lethal power ပေါ့နော်ဒီမိုကရေစီခေတ်ဒီမှာပြည်သူလူထုလက်ထဲမှာအာဏာရှိတယ်ဆိုတာအဲ့ဒီအာဏာကို ဟိုချုပ်သုံးတဲ့နေ့ဖြစ်တာပေါ့ရှင်ဒီဒါဒါပြောမယ်ဆိုနိုင်ငံသားအခွင့်အရေးဖြစ်တယ်ပြီးလို့ရှင်ကိုကြိုက်တဲ့အစိုးရကိုပဲကိုရွေးတာကိုမကြိုက်ရင်လည်းမရွေးဘူးပေါ့နော်အစသဖြင့်ပေါ့နော်ဒါပြည်သူလူထုရဲ့စံနာကိုထုတ်ဖော်တဲ့နေ့ဖြစ်ပါလေရှင်ပြည်သူလူထုမှာရှိတဲ့အာဏာကိုထုတ်သုံးတဲ့နေ့ဖြစ်ပါလေရှင်အဲ့ဒါကြောင့်မလို့ရွေးကောက်ပွဲကိုစန့်ကျင်တာဒီဒီမိုကရေစီကိုစန့်ကျင်တာသဘောမျိုးဖြစ်ပြီးတော့မှရွေးကောက်ပွဲကိုပူးပေါင်းပါဝင်မှသာလေဒီမိုကရေစီကိုမြေတောင်မြောက်ရာကျပါလေရှင်ရလကတော့ပြည်သူလူထုဆုံးဖြတ်မှာဖြစ်ပါလေရှင်ကျွန်တော်တို့ကတော့အတတ်နိုင်ဆုံးစူးစမ်းနေပါမယ်သို့တော်လည်းရလကတော့ပြည်သူလူထုဆုံးဖြတ်တဲ့အတိုင်းဖြစ်ပါတယ်ပြည်သူလူထုထားတဲ့နေရာကျွန်တော် တို့နေရာမှာဖြစ်ပါတယ်ရှင်။အဲရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ဟိုပြည်သူလူထုရဲ့အဓိကဟိုဟာပေါ့စိုးရိမ်ချက်ကတော့လုံခြုံရေးဖြစ်ပါတယ်ရှင်။အဲလုံခြုံရေးဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီအဲဒါကြောင့်မို့ခုနကလည်းဟိုရွေးကောက်ပွဲကိုရွေးကောက်ပွဲဆိုတာမြန်မာနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲဖြစ်တယ်။အဲဒါကြောင့်ပြည်သူတရက်လုံးကိုပေါင်းပါဝင်တဲ့နဲ့အဲ့လိုပြည်သူတရက်လုံးလို့ပြောတဲ့နေရာမှာနိုင်ငံမြန်မာနိုင်ငံသားအကုန်လုံးပေါ့နော်။အဲဒါကြောင့်မလို့လက်နက်ကင်အဖွဲ့အစည်းတွေလည်းအဲလက်နက်ကိုခဏအသာချထားပြီးတော့မှဒီရွေးကောက်ပွဲပူးပေါင်းပါဝင်ကြပါလို့ကျွန်မကတိုက်တွန်းချင်ပါတယ်